ဆိုင်းရင်သူတိတ်ပံပံဝရေးသားထားတဲ့တောင်ပြောင်းထွေလာပေးစာများဆိုတဲ့စာအုပ်ထဲကတောင်ပြောင်းထွေလာ30ကိုဖတ်ပြပေးခြင်းပါရှင်။ကျမတို့စာဖတ်သူခွန်ရှချူပါ Listeners Heaven Audio Book Channel ကနေတင်ဆက်တာဖြစ်ပါတယ်ရှင်။တောင်ပြောင်းထွေလာ30ပြည်ရွှေဘုံ၂ရက်10လ1940ကိုအောင်ဖေကျွန်တော်ကိုအောင်ဖေစီစာမရေးတာတော်တော်ကြာသွားပြီနော်။ အလုပ်တွေများနေလို့စာမရေးရတာပါလို့များကျွန်တော်စင်ကြေးပေးလိုက်မယ်ဆိုရင် ကိုအောင်ဖေဘယ်ကလောက်ရှိလိုက်မလဲလို့စင်စစ်တော့ဗျာအလုပ်များတာလည်းများတာပဲသူ့ဗမေစာမရေးလောက်အောင်တော့မများပါဘူးဘလောက်ပဲများများစာတစ်စောင်ကောက်ရေးဖို့အချိန်ရှာမယ်ဆိုရင်တော့ရမှာအမှန်ပဲကျွန်တော်ကိုအောင်ဖေစီစာမရေးဖြစ်တာ အခြားကြောင့်မဟုတ်ဘူးဗျခေါတီဆွဲနေလို့ပဲ ညနေရုံးဝပြန်လာရင်လဖက်ရည်တော့အဝတ်အစားလဲပြီးခေါတီးရဲ့ကစားတဲ့ကွင်းနဲ့ရောက်သွားတော့တယ်။ညမိုးချုံမှအိမ်ပြန်ရောက်တဗျ။အိမ်ပြန်ရောက်ရင်တမယာရည်ကလေးလိမ်မောရည်ကလေးကိုတောက်ရင်းညနေကကစားခဲ့တဲ့ခေါတီးကြောင့်စဉ်းစားနေတာပေါ့။ခုနေရာမှာရိုက်လိုက်တာဘာဖြစ်သွားတာပဲညာဖြစ်သွားတာပဲ။တကယ်လို့သာဒီလိုရိုက်လိုက်ရင်ဒီလိုဖြစ်သွားတာပဲ။မနှက်ပြန်ဒီထက်ကောင်းအောင်ကစားမယ်။ စသဖြင့်စဉ်းစားနေတာနဲ့ညစာစားဖို့တောင်သတိမရတော့ဘူး။ဇနီးတဲ့ခင်သန်းမြင့်ကသတိပေးမှ နေရာထပြီးရေမိုးချိုးညစာစားပြီးနေခင်းကရောက်နေတဲ့သတင်းစာတွေကိုလှန်လို့ကြည့်ရင်ခေါက်သီးအကြောင်းစဉ်းစားဒီလိုနဲ့ကိုးနိုင်ထိုးပါရော။ကိုးနိုင်ထိုးရင်အတန်ဖန်းဆန္ဒသွားပြီးအနောက်နိုင်ငံစစ်သတင်းတွေကိုနားထောင်သတင်းလဲစုံရော။မျက်စိတွေကလည်းအိတ်ချင်လာပါရော။ ဒါနဲ့အိတ်ရတဲ့ဝင်းအိတ်မပြောခင်လေးမှလည်းခေါက်တီးအကြောင်းနဲ့နဲ့စဉ်းစားဒီလိုနဲ့အိတ်ပြောပါရောနောက်တနေ့မနေ့ကျပြန်တော့ရုံးဝပါလာခဲ့တဲ့အလုပ်အကျွေးတွေကိုဆက်စေနိုင်ခွင့်ရုံးတက်ရပြန်ရောကိုင်းဘယ်မှာစာရေးဖို့အချိန်ရှိတလဲဗျာခေါက်တီးဆိုတဲ့ကစားနည်းမျိုးဟာအင်မတန်ဆွဲအင်မတန်ကောင်းတဲ့ကစားမျိုးပဲဗျို့ကိုုံးဖေတို့လည်းကစားဖို့ကောင်းတယ်ခေါက်တီးဆွဲသွားမှဖြင့်စိတ်ထဲကိုမကောင်းတဲ့အညစ်အကြေးတွေမဝင်နိုင်ဘူး ဖြူဖြူဖွေးဖွေးခေါက်တီးလုံးကလေးမှသာတတမထဲဆွဲနေတော့တာပဲခေါက်တီးဆွဲလိုက်မှဖြင့်စိတ်ဟာအင်မတန်တမာတိရလာတယ်သူတကာရဲ့အတင်းကိုပြောချင်တဲ့စိတ်မျိုးလည်းမပေါ်ဘူးအဖြင်းပြောချင်တဲ့စိတ်မျိုးလည်းမပေါ်ဘူးပွဲလန်းသဘင်သွားချင်တဲ့စိတ်မျိုးလည်းမပေါ်ဘူးသူတကာကိုညုံညင်တဲ့စိတ်မျိုးလည်းမပေါ်ဘူးခေါက်တီးမှသာအစွဲကြီးဆွဲနေတော့တာပဲရေကတိုင်းတို့မီးကတိုင်းတို့ဆိုတာလည်း ဒီလိုတစ်ခုခုမှစိတ်ကိုစွဲနေအောင်လုပ်ရတာမျိုးပဲမလားအခုကျွန်တော်မှလည်းခေါတိကတိုင်းကိုနေရောညရော ရှုနေတယ်ကုသိုလ်ရမလားမရဘူးလားဆိုတာတော့အသေးချာမပြောနိုင်ဘူးခေါတိကိုစွဲနေတဲ့အတွက်မကောင်းတဲ့အညစ်အကြေးတွေစိတ်ထဲမဝင်နိုင်တာကိုထောက်လိုက်တော့ကုသိုလ်ရမယ်ထင်တာပဲဗျာခေါတိကြောင့်ဤကဖွင့်လိုက်တာတော်တော်ရှည်သွားပြီကိုုံးဖေနာညီမလားမပြောတတ်ဘူးဆွေတရားဟောတာလည်းမဟုတ်ပါဘူးဗျာစကားဆက်မိလို့ရေးလိုက်တာပါပဲ ဒီစာအုပ်ရေးနေတဲ့အခါကြီးကျွန်တော်မှာစာအုပ်၃အုပ်ရှိတယ်။ဘာစာအုပ်တွေလဲမှန်းစမ်းမောင်ရင်မောင်မတ်မယ်မောင်ဝိထုရဲ့ BA မောင်ဘလွင်ဝိထုရဲ့ပီမိုးနှင်းရဲ့ပီမိုးနှင်းရဲ့အဲ့ဒီ၃အုပ်ပါပဲ။မောင်ရင်မောင်မတ်မယ်မောင်ဝိထုကျောင်းကျွန်တော်ကြားဘူးတာတော်တော်ကိုကြားပြီ။တော့ဝင်မဲ့တခါမှမဖတ်ဘူး။ဖတ်ချင်လို့ရှာတာလည်းဘယ်မှမမရဘူး။ဒီဝိထုဟာမြမကန္နဝင်မှာစတင်လိုက်တဲ့ဝိထုပေါ့ဗျာ။ ။ဘာဖြစ်လို့လဲဆိုတော့မြမစာပေကာလဘောဝိထုတွေမှာလက်ဦးဆုံးပေါ်တဲ့ဝိထုဟာကိုကာလဘောဝိထုတွေရဲ့ခိုးကြီးဆိုလဲဟုတ်ရဲ့ဘေးကြီးဆိုလဲဟုတ်ရဲ့ဒီစာအုပ်မပေါ်ခင်ကပုံမြင်ကလေးတွေနိပတ်လာဝိထုတွေထိုးဆက်တွေနန်းတွင်းဆက်တွေသာရှိတယ်ကံကောင်းထောက်မလို့မိုးနဲ့ကြီးစီရဝိထုကိုခဏရရင်သူ့ပိုင်းနဲ့စာအုပ်လည်းမဟုတ်ဘူး။သူကလည်းတစ်စိတ်ငှားထားတဲ့စာအုပ်ပြ။ စာအုပ်ပိုင်ရှင်ကတော့တခြားဟုတ်ပါယူလားဝိထုရေးစီရဥလှကြောင်ရင်ဇနီးပါပဲအခုထက်တိုင်းအဲ့ဒီအမေကြီးဟာရွှေဘုံမှာရှိသေးတယ်ဥလှကြောင်ကတေးပါပြီသူမတေးခင်တော့ရွှေဘုံမှာအမိန်တော်ရရှိနေတယ်ဗျသူငငယ်တုန်းကတော့စိန်ကျွန်းចောင်းသားဖြစ်ခဲ့ဘူးတယ်လို့ကျွန်တော်ကြားဘူးတယ်ဒီဝိထုကိုပုံနှိပ်တာ1904ခုနှစ်ကဖြစ်လို့နှစ်ပေါင်း36နှစ်ရှိသွားပြီ ရန်ကုန်မြို့မြန်မာအဆွေ ပုံနှိပ်တိုက်ကရိုက်နှိပ်တဲ့ဝတ္ထုပါပဲပုံနှိပ်တဲ့နေရာမှာရောတပ်ပုံတညှိုးရောမင်းစမင်းနာရော စလုံးရောစကူရောချုပ်လုပ်ပုံရောတော်တော်တည်တည်တတ်တတ်ရှိတဲ့စာအုပ်ကလေးပဲပြုစာမျက်နှာ300နီးပါးရှိတယ်ဝတ္ထုကတော့ဘာသာပြန်ဝတ္ထုတတ်တတ်လည်းမဟုတ်ဘူးစိတ်ကူးနဲ့ရေးတဲ့ဝတ္ထုလည်းမဟုတ်ဘူးဗျပြင်သစ်စာရေးဆရာကြီးဒူးမရေးတဲ့မွန်တီခရစ်စတိုမြို့စာခေါ်ဝတ္ထုကို နှီးပြီးရေးတဲ့ဝတ္ထုပါပဲရေးသားပုံကလည်းတော်တော်ပြက်ပြက်သားသားရှိတယ်စာဖတ်သူရဲ့စိတ်ကိုလည်းတော်တော်စွဲနိုင်တယ်ကျွန်တော်ဖြင့်စပြီးဖတ်လိုက်တာစုံးမှပဲလက်ကချနိုင်တော့တယ်စာတော့ကတော့ရှေးလည်းတိတ်မဆန်လောက်ဘူးဗျအခုခေတ်ရေးသားပုံမျိုးကလည်းမဟုတ်ဘူးဝတ္ထုထဲမှာပါတဲ့လူတွေစကားပြောတဲ့နေရာမှာ မောင်ရင်မောင်က ပြောဒီမှာမမေမာက ပြောဒီမှာ ਨੇ ရေးထားတယ် အခုကာလမှာတော့ဒီလိုမရည်ဘူးမဟုတ်လားနောက်ပြီးဒီစာအုပ်မှာထူးခြားတဲ့အချက်ကတော့ဝိတ္ထုမှာပါတဲ့တချို့အခန်းတွေကိုဓာတ်ပုံရိုက်ပြီးတော့ထည့်ထားတယ်အမေရိကန်ထုတ်တဲ့တကယ်အဖြစ်အပျက်ဝိတ္ထုမဂ္ဂဇင်းနဲ့ခက်စင်စင်တူသွားတယ်ဓာတ်ပုံလေးထဲမှာမောင်ရင်မောင်လှုပ်တဲ့သူဟာအသက်အတော်ကြီးပြီရုပ်လည်းတိမ်မချောလောက်သူ့ခင်တဲ့သူတော့တော်တော်နေရာကြမယ်ထင်တာပဲဗျ BA မောင်ဘလွင်ဝိတ္ထုကိုပုံနှိပ်တာကတော့ 1919ခုနှစ်မှာဖြစ်လို့မောင်ရင်မောင်မတ်မယ်မဝိထုထက်15နှစ်နောက်ကြတယ်။ဒီစာအုပ်ကို ပုံနှိပ်ထုတ်ဝေတဲ့တိုက်ကတော့မန္တလေးမြို့မန္တလာဝတီ စာပုံနှိပ်တိုက်ပြ။ကျွန်တော်ထထန်းចောင်းသားဘွားတော်ကတစ်ခါဖတ်ဘူးလေ။မဖတ်ဘူးပဲနေပါမလား။စာအုပ်ရေးတဲ့ပုံကောကျွန်တော်တို့ရဲ့ဆရာမြမရာဇဝင်ကိုထုတ်ဝေတဲ့ဥပတန် BA ဟာကိုကိုအခါဖတ်လိုက်ရတော့ကတော့ကျွန်တော်လည်းခက်ငင်ငင်ရှိသေး စာပေဘက်မှာလည်းတင်ဤဝါဒနာမပါတော့အမှုမဲ့အမှတ်မဲ့ပဲဖတ်ခဲ့တယ်။ဝိထုအကြောင်းကိုလည်းခတ်မိမိဝိထုကောင်းမကောင်းဆိုတာကိုလည်းသတိမထားမိတော့။ကျောင်းကထွက်ပြီးအလုတ်အကိုင်းကလေးရ။စာပေဘက်မှာလည်းဝါဒနာပါလို့ဒီဝိထုကိုဖတ်ချင်ပြန်တာနဲ့ရှာလိုက်တာဘယ်မှမှမရဘူး။ဒီလိုနဲ့နေလာလိုက်တာ နှစ်တေလာတွေတော်တော်တောင်ညောင်းနေတာပဲ။တနည်းအားကိစ္စရှိလို့မန္တလေးဘူတာယုံကြီးစီရောက်သွားတာနဲ့ဘူတာယုံကစာအုပ်ဆိုင်မှာစာအုပ်တွေကိုတွားကြည့်တာ။ ကံအားလျော်စွာဒီစောက်ကိုတွေ့ရတယ်။ဈေးရင်တစ်ချက်ခွဲနဲ့ရောင်းတာ။စောက်ကဟောင်းနေတာမို့လို့သုံးမှတ်နဲ့ရခဲ့တယ်။ကျွန်တော်စိတ်ထဲမှာကော်တာပဲလို့အောက်မေ့သည်ဗျ။စောက်ကိုရပြီးတဲ့နောက်အားရပါရဖတ်လိုက်တာ တထိုင်နဲ့အပီးတက်တော်တာပဲ။ဝိထုသွားတော့အထုပ်ပတိခက်ဆန်ဆန်ပဲ။စာရေးဆရာရဲ့အဖြစ်အပျက်တွေကိုတချို့နေရာမှာနည်းနည်းလွှဲပြီးရေးထားတာနဲ့တူတယ်။ဝိထုနာမည်ကတော့မောင်ဘသွင်း ဝိတုရေးတဲ့သူကမောင်ပတန်းနာမည်ကလည်းခက်စင်စင်ပဲဝိတုအစမှာရွှေဘုံမြို့အမိခံထားပြီးစတဲ့ဗျကိုရင်ចောင်းသားဘဝနဲ့ဖတ်တုံကတော့ရွှေဘုံမြို့မရောက်ဘူးသေးဘူးဒီတော့စိတ်ထဲမှာစံတဝါဝါဖြစ်နေခဲ့တယ်အင်မတန်နေရာကြတာပဲဝိတုထဲမှာပါတဲ့နေရာတွေအရက်တရမျက်စီထဲမှာကွင်းနဲ့ကွင်းနဲ့နေတာပဲဗျို့မောင်ပလူရပထမရွှေဘုံ SPG ကျောင်းသားခုနှစ်တန်းအောင်တော့မန္တလေး ABM ကျောင်းမှာ ပြောင်းပြီးနေတယ်။ ABM ကျောင်းမှာဆယ်တန်းအောင်ပြန်တော့ရန်ကုန်ကောလိပ်ကျောင်းမှာပြောင်းပြီး BA အောင်တဲ့အထိဆက်လက်နေတယ်။ရွှေဘူကျောင်း ABM ကျောင်းကောလိပ်ကျောင်းတွေမှာမောင်ဘအတွင်တို့လက်ထက်တုန်းကနေထိုင်ကြပုံနဲ့အဖြစ်အပျက်တွေပေါင်းသင်းဆက်ဆံပုံတွေကိုတော်တော်ဆုံဆုံလင်းလင်းကလေးရေးသားဖော်ပြထားတယ် ီစောက်ကိုဇဝနရီးတဲ့ကောလိပ်ကြောင့်သာဝတ္ထုရဲ့ရှေ့တော်ပြီလို့ကျွန်တော်ဖြင့်ခေါ်ချင်တာပဲဗျာ1930ပြည့်နှစ်လောက်က1936ခုနှစ်လောက်တွင် ကောလိပ်ကြောင့်သာပေါင်းသိဆက်ဆံကြပုံပညာသင်ကြားကြပုံနေထိုင်ကြပုံအကြောင်းသိချင်ဒီစောက်ကိုဖတ်ရလိမ့်မယ်ဒါကြောင့်ဒီစောက်ကရာဇဝင်အတွက်လဲကျေးဇူးများတာပဲအင်းရတော်ဝိုက်မှာတက္ကသိုလ်ကျောင်းတက်ကြီးကိုတီထောင်ပြီးခါစားကျောင်းသားတွေရဲ့ ေါင်းသိမ့်ဆက်ဆံနေထိုင်ကြပုံပညာသင်ကြားကြပုံ သိကျင်တော့ BA မောင်ပတွင်ဝတ္ထုဟာရှီခစ်ကောလိပ်ကျောင်းအကြောင်းရေးထားတယ်။ဇဝနာရဲ့ကောလိပ်ကျောင်းသားဝတ္ထုဟာအခုခေတ်ကောလိပ်ကျောင်းအကြောင်းရေးထားတာပဲ။ BA မောင်ပတွင်ဝတ္ထုထဲမှာ ရှေးစာရေးဆရာကြီးတွေရေးသားဆက်ဆိုခဲ့ကြတဲ့လင်းငါကပြရီကို အစဉ်သင့်နိုင်ထည့်သွင်းဖော်ပြထားတယ်။ဆိုင်ရေးဆရာကိုယ်တိုင်ကလည်းလေးကျိုးစား တွေးကြူးစလွမ်းချင်းစာရာတွေကို ရေးသားဆက်ဆိုပြီးအခန့်တင်တိုင်းထဲ့သွင်းထားသည်ဗျဝိထုဇလိုက်မောင်ဘလွင်ဟာသူ့ရေးစာမအေးခင်လွမ်းတဲ့နေရာတွေစဉ်းစားတဲ့နေရာတွေမှာလဲလင်္ကာသွားကလေးနဲ့ရေးသားထားတွေကိုတွေ့ရတယ်။ဒါကြောင့်ဒီဝိထုဟာအခုကာလဘုံဝိထုတွေနဲ့ရေးသားပုံကတင်းဤမတူချင်းဘဲတူနိုင်မတော့နှစ်ပေါင်း20တောင်ကျော်မှကို ဒီမိုးနေ့ရဲ့ဒီမိုးနေ့စာအုပ်ကတော့မနေ့တနေ့ကမှပေါ်လာတဲ့စာအုပ်ဆိုတော့ကိုုံးဖေဖတ်ဖူးမာပဲတတူးဆိုတဲ့လူကတော့ခန္ဓာလောကထဲမှာဝေဖန်စာရေးတာဖတ်လိုက်ရသေးတယ်ကိုုံးဖေလည်းဖတ်လိုက်ရမှာပဲဒီစာအုပ်ကတော်တော်ကောင်းတဲ့စာအုပ်ပဲပြောကျွန်တော်ဖြင့်ကြိုက်လို့မဆုံးတော့ဘူးဒီလိုကိုအထုပ်ပတိကိုကိုရန်ရေးတဲ့စာမျိုးကို ကိုရေးအထုပ်ပတိလို့ခေါ်ချင်တာပဲကိုုံးဖေဘယ်လိုသဘောရသလဲပြီးမိုးနေ့ရဲ့ကိုရေးအထုပ်ပတိဟာ မြန်မာကနေဝင်မှာပေါ်ပြီးတဲ့ကိုရဲအထုပ်ပတ်တီတွေမှာအကောင်းဆုံးအထုပ်ပတ်တီလို့ဆိုကြတာပဲဗျာမွေမင်းတပတ်လျှော့ပါအောင်လို့ကိုုံဖေကဆိုရင်လည်းခံရမှာပဲကျွန်တော်ထင်တာကိုပြောရတာကိုဗျာကိုရဲအထုပ်ပတ်တီကိုရေးမယ်ဆိုရင် ကို့အဖြစ်အပျက်အားလုံးထည့်သွင်းဖို့ပြရမယ်အကောင်းရောအဆိုးပါမကြမ်းထည့်သွင်းထားမှ ကိုရဲအထုပ်ပတ်တီကောင်ဖြစ်မယ်အချို့ကတော့ကိုရဲအထုပ်ပတ်တီကိုရေးမယ်ဆိုရင် ကိုအဖြစ်အပျက်အကောင်းကြီးကိုတော့ဘာရနသည်ချက်ရေးဖွဲ့ထားလေးရှိသည်ဗျ။ကိုစိုးခဲ့ပုံနေညံ့ခဲ့ပုံနေတီးခဲ့ပုံနေနှုံခဲ့ပုံနေအာခဲ့ပုံနေတို့တော့လေတန်ကလေးကိုမှမပေးကြဘူး။ဒီတော့သူတို့ရဲ့ကိုရဲ့အထုပ်ပတ်တီးရရှော်ကုန်တာပေါ့။ကျွန်တော်တို့ရဲ့ဆရာကြီးပြီးမိုးနေရတော့ဝင်းပွင်းသမားကြီးဟာကို သူ့ကိုရဲ့အထုပ်ပတ်တီးကကောင်းတာပေါ့။သူ့ဘဝမှာဖြစ်ပျက်တွေ့ကြုံခဲ့ရသမျှတွေကိုအကောင်းရောအဆိုးပါ ဟန်နာတွေရောမဟန်နာတွေပါအားလုံးတိမ်ယုံပြီးတော့ပွင်းပွင်းကြီးရေးတော်တာပေါ့ဒီစာအုပ်ကိုဖတ်နေရင်ရီလဲရီမိချီလဲချီမို့မိတနာလဲတနာမိတော်တယ်စာဖတ်နေရင်တစ်ခါတစ်ခါတက်လဲတက်နိုင်တဲ့ပုံကိုကြီးပေးပဲလို့နှုတ်ကဆုံမိတယ်ဗျနောက်ဆုံးစာအဆုံးသတ်ပုံ ရေးထားတာကိုဖတ်လိုက်ရတော့ဆရာကြီးပီမိုးနေကိုမတနာပဲမနေနိုင်တော့ဘူးမြန်မာကန်နဝင်မှာဆရာကြီးပီမိုးနေရင်ကိုရဲအထုပ်ပတ်တီကိုမှီတဲ့အထုပ်ပတ်တီမပေါ်သေးဘူ နောင်ုံလဲတော်တော်နဲ့ပေါ်အောင်မယ်မထင်ဘူး။ရေးပုံသားပုံကလည်းဟုတ်တိုင်းမှန်ရာရေးသူတွေကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကလည်းစမ်းတော့စာအုပ်ကောင်းကြီးတအုပ်ဖြစ်သွားတာပေါ့ဗျာ။ဒီလောက်ကောင်းတဲ့စာအုပ်တအုပ်ကိုကာလဘောဝိထုဆန်းဆန်းကလေးပုံနှိပ်ထားတာနာတဗျာ။ဒီလိုစာအုပ်ကောင်းမျိုးဒီထပ်ပုံကြကြနနကလေးပုံနှိပ်ထုတ်ဝေစေခြင်းနဲ့နောက်ပြီးဆရာကြီးရေးတဲ့ကိုရဲအထုပ်ပတ်တီအစုံမှာ အခြားစာရေးဆရာတွေရဲ့ထင်မြင်ချက်တွေဘာတွေညာတွေကိုဆက်ပြီးထည့်ထားတာကျွန်တော်ဖြစ်ရင်မကြိုက်တာအမှန်ပဲသူရေးတဲ့ကိုရေးအထုပ်ပတိဆုံးရင်စာအုပ်ကိုအပြီးတက်လိုက်ဖို့ကောင်းတယ်သူတကရေးတဲ့အကော့နေအညွန့်နေပါလာတဲ့အတွက်ဆရာရေးတဲ့စာရဲ့အရသာပေါ့ပြက်ပြက်ဖြစ်သွားတယ်ဒါတော့ကျွန်တော်အထင်ပဲလေမောင်ရင်တတိုးတို့အထင်ရလဲတမျိုးပဲဒီစာအုပ်သုံးကိုဖတ်လိုက်ရတာခက်သုံးခက်တယ်ရောက်သွားတယ်လို့ထင်ရတဲ့ဗျ တခိနဲ့တခိစာအရေးသားစိတ်ကူးစိတ်တန်းနေပြောင်းလဲလာတာကိုအတိုင်းသားမြင်ရတယ်။မောင်ရင်မောင်မတ်မယ်မခက်ကရေးသားပုံနဲ့ BA မောင်ဘလွင်ဝိချုခိမတူကြအောင် BA မောင်ဘလွင်ခက်ကရေးသားပုံနဲ့ပီမိုးနီးရဲ့ကိုရဲအထုပ်ပတိရေးသားပုံကမတူပြန်ဘူး။စာတော်တော်ရှည်သွားပြီရုံးတက်ဖို့ဟာရှိသေးချမ်းသာပါစေဗျာမောင်လူအေးခန္ဓာလောက တွဲ26အမှတ်190နိုဝင်ဘာ2022 唱歌呀，Lazy。